ခြေတော်ဆုံးဥခိုက်ပြီးတော့တပည့်တော်ကာရဝတ်ပြုရတယ်ဗျာအာဟုတ်ပါဘူးเนาะရှောက်ပါရှင်မြတ်ဘွဲ့နာမည်နဲ့တတ်တော်လေးပဲရှောက်နော်တပည့်တော်တပည့်တော်ဘွဲ့နာမည်ကတော့အရှင်တကိစ္ဆာနန္ဒဖြစ်ပါတယ်ခင်ဗျာတပည့်တော်ရဲ့တပည့်တော်ဝါဘုန်းကြီးယဟန်ဝါကတော့တဝါပဲရှိပါသေးတယ်အသက်ကတော့43နှစ်ရှိပါပြီဘယ်ကနေလာထုတ်ရတာလဲเนาะပြောပါဦးအာဥစဉ်တရားလာအားထုတ်တာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ကဖြစ်ပါတယ် ကိုကျင်းအား2023မှာဒီလဲကူမဟာဝိရာမှာဝင်းနီးဝင်းနီးကျောင်းလဲကူမဟာဝိရာမှာကိုကျင်းအားဝင်းနီးယဟန်ဝင်းနီးတွေကိုတင်နေပါတယ်၃နှစ်တင်ရပါတယ်ဦးစင်းအားအခု2နှစ်ကို ဖြည့်ပြီးသွားပါပြီ၃လပိုင်းတရက်နေ့ရဖြည့်ပြီးပါတယ်အဲ့ဒီညမှာကပ္ပယယုံသွားပြီးတော့ထောက်ခံစာရေးလုပ်ပါတယ်ဦးစင်းရဲ့ဆရာသမားတွေကိုထောက်ခံစာလက်မှတ်ထိုးပြီးတော့2ရက်နေ့မှာဒီ ီဒီចောင်းကိုရောက်ပါတယ်နော်ဥဇင်းအရိယမန္တန်အရိယမန္တန်အရိယမန္တန်ပေါ့နော်ဒီចောင်းကိုရောက်ပါတယ်ဥဇင်းကဒီចောင်းကိုအရင်ကမကြားဘူးပါဘူးတီလည်းမတီပါဘူးဥဇင်းကဖုံးလဲကင်တာမကျွမ်းပါဘူးမကျွမ်းအောင်ဆိုတာဥဇင်းတို့ចောင်းမှာဖုံးလုံးဝတုံးလို့မရဘူးပေါ့နော်အဲ့ဒါចောင်းမို့ဖုံးနေတည်င်းနေပါတယ်မတီဥဇင်းတို့ကစားပေးဆိုစားပေးတလိုင်းပဲသွားတယ်အဲ့တော့ဥဇင်းကစာမိုးဝဲပြီးတော့တရားအားထုတ်ခြင်းနဲ့ဥစဉ်ကစာကြက်တဲ့အချိန်မှာဒီတစ်နှစ်လုံး2025မှာ ဝိပဿနာကိုအားထုတ်ခြင်းနဲ့လို့ဦးဇင်းကဆုံးဖြတ်ထားတယ်ပြီးခဲ့တဲ့2024မှာဦးဇင်းကဒီဟိုတမထားကိုအားထုတ်ပြီးသွားပြီပေါ့နော်ဒီ2025မှာကျတော့ဦးဇင်းကကိုယ့်ကိုဆုံးဖြတ်ထားတယ်ငါဒီ2025မှာမဝိပဿနာကိုအားထုတ်မယ်တရင်သုံးဖို့ညီတော်နောင်တော်တွေကိုဦးဇင်းတွေကိုဟောတိုင်ပင်ကြတယ်ပေါ့လေစာတင်သားအချင်းချင်းဆိုတော့သူတို့တွေကတော့သူတို့ကြိုက်တဲ့ line နဲ့ဟိုဒူတင်ချင်းနဲ့ဟိုတင်တဲ့အကြောင်းတွေမှလည်းတွားထုတ်တာရှိသေးတယ်တမထားလိုင်းနဲ့ရှိသေးတယ်တချို့ကလည်းရွာတွေနယ်တွေပြန်တာရှိသေးတယ်စာမိုးရဲ့ ပရက်က2လခွဲနဲ့3လရှိတာပေါ့လေနော်အဲ့အချိန်မှာကိုယ့်ရဲ့နားရက်ပေါ့ဥစဉ်ကတော့အဲ့ပရိယက်ပြင်ဒီပရိပတ်ကိုလာအားထုတ်ပါတယ်ဥစဉ်ရဲ့ဆရာတော်တမဆရာတမဥပိ္ပစေဆရာလည်းမှားလေးရှိပါတယ်တပည့်တို့တဲ့တပည့်တို့ပညာတွေတော့သင်ပေါ့နော်ပိရကက်စာပေတွေတားတက်သွားရင်လည်းဟောပေါ့နော်တိုင်းမာမာနာတွေအတက်တက်တယ်ပေါ့နော်အဲ့တော့ပရိပရိယက်တက်ပြီးလို့ရှင်စာရီတက်ပြီးလို့ရှင်လေဒီပရိယက်ဆိုတာခွာလို့မရဘူးပေါ့နော် ယဟန်တန်ငါဆိုတာပရိယပရိပကတော့အဲ့လိုထွန်တွဲပြီးရှိနေရမယ်လို့ဆရာသမားဟိုဩဝါဒနေ့တိုင်းပေးပါတယ်ညတိုင်းရှိပါတယ်ဆရာတော်အဲ့ဒါနဲ့ဥစဉ်ရတော့ဥစဉ်ဆုံးဖြတ်ချက်ပေါ့လေအဲ့ဒါတော့ဥစဉ်ရအဲ့ဒါကိုဒီမှာလာပြီးတော့အားထုတ်တာပါပြီးခဲ့တဲ့၃လပိုင်း၂ရက်နေ့ကနေစပြီးတော့ဥစဉ်အားထုတ်ပြီးတော့ဆရာသမားကိုဟိုဟိုပါဗောဆရာသမားရဲ့မေတ္တာရေးအောက်မှာပဲခလုံပြီးတော့ဥစဉ်ယနေ့ချိန်ထိပေါ့နော်အာအားထုတ်နေတလာခွဲကြော်ပါပြီဗောဥစဉ်ဒီအရိယာမန္တန်ကို ရောက်တဲ့အရာလဲ ်ဦးစင်းကနဟာဝိဟာရနေပြီးတော့ဦးစင်းကလမ်းလျှောက်လာရတာပါနော်လမ်းလျှောက်လာရတယ်ဒီနားလေးရောက်မှကားတစ်စီးကဟိုပါပေါ့ကားတစ်စီးတားလို့ရတာပါဦးစင်းကဟိုပါပေါ့ခီးထွက်မယ်ဆိုတော့ဦးစင်းကမနှပိုင်းကိုအာရုံဆုံးကမစားတော့ဘူးအာရုံဆုံးမစားဘူးကို့အတွက်လိုတဲ့ဟာလေးတွေကိုစုတယ်ပေါ့နော်လူတော့ဟာလေးစုမှဦးစင်းက မနက်ဆုံးမှထွက်လာတယ်ပေါ့ဖြန်လန်းနေထွက်လာရင်9မိုင်4ဖလုံရောက်တယ်အမြန်လားမှရောက်တော့ဦးစင်းတပားနဲ့တွေ့တယ်တွေ့တော့ဦးစင်းကမေးကြည့်တယ်ဦးစင်းဦးစင်းနေဆိုတာအချင်းချင်းမှဘယ်နေရာသွားသွားရင်နှုတ်ဆက်ရမှာပေါ့နော်ဒါသာသနာရဲ့ရင်ကျေးမှုပေါ့ရှင်ဖျားဘယ်ကြွမှာလဲဖျားဆိုသူကလည်းကားတားနေတာတဲ့ပေါ့တပည့်တော်လည်းတရားအသွားအားထုတ်မလို့တဲ့အဲနဲ့ဘယ်ကြောင်းလဲလို့ပြောတော့သူကဒီအရိယာမန္တန်ကြောင်းလို့ပြောတယ်သူကအရင်ကအားထုတ်ဖူးတယ်တဲ့အရှင်ဖျားဟောတဲ့မိတော့ ဦးစင်းကပြောလိုက်တယ်ဦးစင်းကတော့ဖုံးဆက်ပြီးသွားပြီဒီနားလေးရကြောင်းပေါ့နော်အဲ့မှာလေဝိပဿနာဆိုပြီးတော့သွားအားထုတ်တာပေါ့ဦးစင်းသွားတဲ့ကြောင်းကကြတော့မရဘူးလူပုဂ္ဂိုလ်တွေပဲအားထုတ်လို့ရတယ်တဲ့ဦးစင်းနေရကြတော့ဝါရဲ3လားဆိုတော့အဆင်မပြေဘူးဦးစင်းပြန်ထွက်လာတယ်နိုင်ကြည့်လိုက်တဲ့အချိန်မှာ10နိုင်ခွဲသွားပြီဦးစင်းကတွက်လိုက်ပြီနိုင်တွေ့လိုက်တော့အော်သမင်းငတ်ပြီလို့အဲဆွန်းငတ်ပြီပေါ့နော်အဲနဲ့ဦးစင်းကပါကြွလာတယ်ဦးစင်းကပါကြွလာတော့လမ်းလျှောက်တယ်လမ်းကတအားနေဘူးပဲတလားတအားနေဘူးပဲပေါ့နော်ဦးစင်းဘဝဆိုတာလွယ်တယ်တော့မထင်နဲ့ပေါ့နော် ဒါဟိုဟိုပါဘောနော်အအချိုလိုခြင်းအငံရတယ်အဆက်လိုခြင်းအခါစားရတယ်မိုးတွေပေါ့နော်ပြောပြတာနော်ဟိုဟာဥစဉ်ဝတ်ဖို့လည်းမကြောက်ပါနဲ့နော်အအဲ့ဒါနဲ့ဥစဉ်တို့လမ်းလျှောက်လာတယ်ဒါပေမဲ့ဥစဉ်တို့နှစ်ပါးလုံးကတော့ပီတိဖြစ်နေတယ်ပြောမယ်ဆိုရင်တော့ဟိုဟာပေါ့နော်နိုင်ငံခြားထီပေါက်ပြီးတော့ပတ်စံကိုသွားထုတ်တယ်လို့မျိုးပဲတအားပီတိဖြစ်နေတယ်တောင်နဲ့တဘာနဲ့တဘာလည်းအမြဲအားပေးနေရပါလေလမ်းလျှောက်လာကြတယ်အဲဒီနောက်ရောက်ခဏကျတော့ကားတစီတွေ့တာပေါ့လေကားတစီက hijack လေးကတင်ပေးတယ် ်ဦးဇင်းတို့ပုံတံတွေကိုကြည့်ပြီးတော့လေဖနက်ကမပါနေဘူးဘူးကြီးတဲ့နော်တပိတ်ကြီးတွေနဲ့ပေါ့နော်အဲ့လိုမျိုးကြီးတွေပေါ့အဲဒါသူကတင်ပေးတယ်သူတို့ကပြီးတော့ဟိုဟာပေါ့ဟိုအချွေတယောက်တပူးနဲ့ပေါင်ပုံလေးတော့လှူလိုက်တယ်အဲ့မှာလမ်းပေးမှာပဲထိုင်စားတယ်စုံပုံတော့ပေါ့နော်စုံပုံပြီးတော့ဦးဇင်းဒီကိုရောက်လာတာပေါ့လေနော်အဲ့လိုမျိုးပေါ့ဦးဇင်းကပြောရှင်းတာကဒီရောက်တော့သူကပြောတယ်ဦးဇင်းဟိုပေါ့လမ်းမှာခရေကသူကပြောတယ်ဦးဇင်းလူကျင်တဲ့ဝိပဿနာက ဥစဉ်လူချင်းနဲ့ဥစဉ်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုက်ညီတယ်ပေါ့နော်ဒီကြောင်းမှာဟိုပါဘောသူလည်းတရားထိုင်ခဲ့ဘူးတဲ့ရှင်ပြလိုက်ကြည့်ပါရှင်ပြသူကရှေ့ရတရားစကံပေါ့လေလိုက်ကြည့်ပါတဲ့ရှင်ပြဆိုတပည့်တော်ကတော့ဝိပဿနာဆိုရင်ရပြီအဲအဲ line ကိုဥစဉ်ကဟိုဒီဒီမှာပေါ့နော်အဥစဉ်ကြည့်ရှင်းတာပေါ့ယူမှန်းထားတာပေါ့အဲနဲ့ဥစဉ်ကအဲနဲ့ဒီရောက်လာတာပေါ့လေနော်ဒီမရောက်ခင်ဥစဉ်ကဟိုဒီနားလေးမှာခရေဆရာတော်ကားနဲ့ကြုံပါလေ ဒီရောက်တာပေါ့နော်တရားတော်ဥစဉ်ဟာတရားအထုတ်တယ်ပေါ့နော်တရားအထုတ်တာတွေကတော့ဟိုဟွာတရားအထုတ်တာယောဂီတို့တခုမေးကြည့်မယ်အကုသိုလ်ဖြစ်တာကောင်းလားကုသိုလ်ဖြစ်တာကောင်းလားအဲဒါဆိုရင်ယောဂီတို့အားလုံးကအကုန်လုံးကဟိုပါလဲအကုန်လုံးကပြည့်စုံနေပါပြီနော်ဆရာတော်ပြောသလိုပဲဟိုအမြဲတည်ဖို့အတွက်ဟိုအတိမြဲဖို့အတွက်အမြဲကျင့်ဖို့ပဲလိုရလေနော် ဦးစင်းကအဓိကပြောရှင်းတဲ့ဟာလေးကဘာလဲဆိုတော့ဦးစင်းလည်းအရင်တော့ဆိုတော့ဒီဟာပေါ့ log မှာဆိုတော့ echo နဲ့ပေါ့နော် ba echo ပေါ့လေနော်ဦးစင်းက date တက်တာတော့မဟုတ် distance တက်တယ်ဦးစင်းကဟိုဟာချမ်းသာတဲ့မျိုးရောမဟုတ်ဘူးဦးစင်းတော့တာမန်လူဒန်းစားတွေပဲဦးစင်းကအဲ့မှာဟိုကျိုင်းတို့မှာတော့ high school ကျောင်းပြီးရယ်10တန်းကို university ကိုကျိုင်းတို့မှာ degree college ပဲရှိတယ်တက္ကသိုလ်မရှိတဲ့အတွက်ဦးစင်းကတောင်ကြီးမှာတက်သွားတက်တာပေါ့နော် ောင်ကြီးတောင်ကြီးသားခဏသွားလုလိုက်တယ်အဲတောင်ကြီးမှာတက္ကသိုလ်ဘွဲရတော့လေတောင်ကြီးမှာဘွနေသဖြင့်ခမ်းမမရှိဘူးမရှိတော့မန်လေးဘွနေသဖြင့်ခမ်းမမှာတက်ယူရတာပေါ့နော်အဲအဲ့လိုမျိုးပေါ့ပြောချင်တာဦးစင်းတို့ကကြွားတာတော့မဟုတ်ဘူးပေါ့နော်ဟာကြွားလို့ဝါလို့လည်းမရပါဘူးကြွားတာမဟုတ်ဦးစင်းလည်းကြက်လာတယ်ဆိုတာဆိုတော့ပြောပြတာပြောပြချင်တဲ့အဓိက point ကိုပြောပြမယ်ဦးစင်းတို့ဒီထက်မှလည်းဦးစင်းရဲ့စာပေပညာတွေတော်တဲ့သူတွေပါတာပေါ့နော်ဦးစင်းတို့ပြောချင်တာဦးစင်းခုပြောချင်တာက ဓမ္မဒိဋ္ဌံနဲ့ပြောမှာဖြစ်ပါတယ်ပုပ်ကိုဒိဋ္ဌံနဲ့ပြောမှာမဟုတ်ပါဘူးเนาะဟိုညာကြီးကြီးနဲ့နားထောင်ပေးပါယောဂီတို့ကဝိပဿနာကိုကျင့်တယ်ဆိုကြတဲ့ညာကြီးပြီဆိုတာဥစဉ်ကကလေးအဆအားလုံးလေးစားပြီးသားပေါ့เนาะဥစဉ်ပြောရှင်တဲ့ရွယ်ချက်ကဥစဉ်တို့ဥစဉ်နဲ့ပညာတက်တဲ့လူတွေအများကြီးရှိတယ်ပေါ့เนาะလူတိုင်းမှာကိုစီကိုစီအရေးချင်းတွေရှိတယ်ကလေးလေးအဆကိုပိုင်းအရေးသွေးတွေရှိတယ်ပေါ့เนาะပြောရှင်တာကအရိယာမန္တန်ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောနေတာတွေပေါ့เนาะဒါတွေကို ခေါင်းနဲ့ထည့်ပြီးတော့စဉ်းစားဖို့မလိုဘူးဒီအတီးကိုစားဘူးတဲ့ဆိုရဲဆိုရင်ဒီအရာတာကိုတကယ်သိတယ်စောက်တအုပ်ကို အစားကနေအဆုံးထိဖတ်ကြည့်မှာဒီရဲ့အတိတ်ကိုသိမှာမဟုတ်လားဗျာနော်ရုပ်ရှင်တကားဆိုရလဲဖြက်ဖြက်ပြီးတော့မကြည့်နဲ့အစအဆုံးကြည့်မှ तू ကခံစားတတ်တာအပေါ်ရံကိုကြည့်ပြီးတော့မှ ချိုးသူယောဂီအကြောင်းကိုလာတယ်ဥစဉ်ချင်တာပေါ့နော်တရက်နှစ်ရက်နဲ့ပြန်တယ်အဲ့လိုမျိုးတွေဆီကမကောင်းပါဘူးပေါ့နော်အဲဆိုရင်မကောင်းပါပြောချင်တာကအဲ့လိုမျိုးတွေရှိလိမ့်မယ်အဲ့ဓာတွေကဟိုဟာပေါ့နော်ခေါင်းထဲကိုထည့်ဆရာမလို့ဘူးပေါ့ဥစဉ်တို့ဟာဆရာသမားဩဘာဒတစ်ခုပြောပြမယ်ဟင်းတော်ပါပေါ့လင်းယုံပေါ့ပေါ့နော်တိတ်ငက်ပေါ့နော်တိတ်ငက်တကောင်ကိုကြီးကန်းကကြိုက်တယ်တိတ်ငက်ရဲ့ခေါင်းကိုကြိုက်တယ်အဲ့တိတ်ငက်က ကြီးကန်းကိုမတုံ့ပြန်ဘူးကိုလုံးဆရာရှိကြလုံးပြီးတော့ပဲကိုကကိုနေတယ်ကြီးကန်းတော့အတကုံကြိုက်တယ်ဒါပေမဲ့တင်းညက်ကသူ့အောင်လဲသူပဲနေပြီးမှသူ့သူကအမြင့်မဟုတ်ပဲသူပြန်တက်တာကြီးကန်းကတော့ကြိုက်တော့မဲတင်းညက်ကဘာမှမပြောအမြင့်မဲတက်သွားတာအမြင့်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 ကြီးတက်သွားတော့ကြီးကန်းကနေနိုင်ပါမလားမနေနိုင်ဘူးကိုလို့ကိုကိုဆက်ရှောက်ရုံပဲပေါ့နော်ယောဂီတို့ယောဂီတို့ဒီရဲ့ရိတ်တာရဲ့ဘလောက်ကောင်းနေဆိုတာအားလုံးကလည်းစားဘူးပြီးသားတည်တယ်မဟုတ်လား ဘူဖေးလဲပါတာပေါ့လေနော်အဲတခုပြောလိုက်ရင်ဟိုအကုန်လုံးပါတာပေါ့လေနော်ဆရာတော်ဖရာကြီးရဲ့ခြေစူးတရားတွေလည်းဘလောက်ကြီးမားတယ်ဆိုတာဆိုတာလဲဒါကြော်ညာစရာလဲမလို့အားလုံးသိတယ်ပေါ့လေနော်အဲအဲ့ဒါကြောင့်မို့အခုကဟိုကအခုကဘလောက်ထိဆိုလဲဆိုတော့ဟိုနိုင်ငံကြီးကလည်းဟိုဂျင်းနဲ့ဆရာမကောင်းဘူးပေါ့နော် ဟောလူတွေကလည်းအချင်းချင်းကတော့ခြေနှက်ဆရာတော့မကောင်းဘူးပေါ့နော်ဒါတွေလည်းတရားတွေပေါ့ဥစဉ်အချင်းချင်းတွေလည်းအဲအဲ့လိုမျိုးတွေပေါ့ရှိတယ်ပေါ့လေနော်ဒါတွေကကိုလုံးဆရာရှိတာကိုယောဂီတို့ကလုံးဖို့ပဲလို့တော့ပေါ့နော်ဟိုဟာပေါ့ဥစဉ်တို့ဟာမှာတကယ်ရှင်းနှစ်ယောက်ပေါ့လေနော်တကယ်ရှင်းနှစ်ယောက်ကတယောက်ကကျတော့ဟိုဆိုင်ကယ်ပြင်းတယ်ဆိုင်ကယ်ပြင်းတဲ့အလုပ်တစ်ခုပဲလုပ်တယ်သူကနောက်တယောက်ကျတော့ဆိုင်ကယ်လည်းပြင်းတယ်ကားပွဲစားလည်းလုပ်တယ်ဟိုဟာလုပ်တယ်ဒါလုပ်တယ်နောက်10နှစ်15နှစ်မှာပြန်တွေ့ရချင်ဆိုလို့ရှိရင်အလုပ်တစ်ခုတည်းဆိုင်မမတ်လုပ်တယ်တကယ်ချင်းကတိုးတက်တယ် ကိုလုတ်တဲ့အလုပ်တစ်ခုကိုအာယုံဆိုတာတစ်ခုပဲယူထားပြီးမှတဆိုင်မမလုပ်ပါနော်ဟိုဟာဘောဒီတရားမျိုးကယောဂီတို့ပျော်လဲလုံးဝမယ်မပျော်လဲလုံးဝမယ်နော်ဟိုဟာဘောဥစဉ်ရတာဟိုဖះလည်းဟောပြီးသားလေနော်အတန်တရာမှာမတော်တဲ့ရွှေမျိုးမတော်တဲ့မောင်နှမဆိုတာမရှိပါဘူးနော်ဥစဉ်တို့ကကံကောင်းလို့လူတာဖြစ်တာနော်ဂင်းကဝါလူသဲစုမကဖះတွေပွင့်ခဲ့တာအဆူဆူတွေနော်အဲ့ဓာတို့အကုန်လုံးလွဲခဲ့တာဦးစင်းတို့ကနော်အပေလေးပုံဆိုတာအမြဲနေအိမ်ပဲနော် မယုံမရှိနဲ့နော်မယုံဘူးဆိုရင်ဖះကိုမယုံတာပဲတမ္မာတမ္ဗုဒ္ဓမြတ်စွာဘုရားမယုံတာနဲ့အတူတူပဲနော်စင်ချင်းစင်ချင်းမှညာထက်တာနော်ဒီဥစဉ်တို့ဒီမှာယောဂီတွေဆိုဥစဉ်ကအလေးစားပြီးသားတော့ဒါကညာကြီးမှရမှာခေါင်းကြီးမှရမှာစဉ်းစားဆရာတော်ရဲ့တရားတွေကိုလည်းတေချာနားထောင်အကုန်လုံးအထိပ္ပယ်ရှိရယ်ပေါ့နော်အဲ့ဒါပြောချင်တာကိုလှုပ်တဲ့အလုပ်တစ်ခုကိုပြီးပြည့်စုံအောင်လုပ်နော်ဟိုဟာဟိုဟာပေါ့ အာစိနကံအမြဲလုံနေမှာအာဝတေခံဒီအာတနကံမှာအာယုံယူမယ်ဆိုတာအာယုံကပေါ်မှာပေါ့နော်အမြဲတမ်းဘောလုံးကံနေတဲ့ဘောလုံးသမားကတေခံဒီလို့အာယုံရရင် तू ကဘောလုံးကံနဲ့ရုပ်ပဲလာမယ်နော်တရားထိုင်တဲ့ယောဂီတွေကဒီမှာရှိပါတယ်နော်တရားထိုင်လို့ရှိရင်ဒုက္ခတစ်ခုခုဖြစ်လို့ဟွာဖြစ်လို့ရှိရင်အဲ तू တရားပဲတရားကိုပြန်ခဲ့တယ်ပေါ့နော်ဦးစင်းကပြောရှင်းတာ ဒီကျေးဇူးတရားတွေကမမေ့ပါနဲ့เนาะလူတယောက်ဖြစ်ဖို့ဆိုတာကမလွယ်ပါဘူးယောဂီတို့เนาะအရန်ခက်ပါတယ်ယောဂီတို့ဘယ်ဘွားလာလဲဆိုတာလည်းမသိလို့ယောဂီတို့တည်မဲ့ချိန်မသိလို့ယောဂီတို့မနက်ဖြန်နေတပတ်ခါတွေပါပေါ့เนาะဟိုငါသားငါသမီးဘာမှမစင်စားနဲ့ကိုပိုင်လာမို့သူတို့ဘွားနဲ့သူတို့ဥစဉ်လဲဥစဉ်ငငယ်ရနေဥစဉ်ရအဖေအမေစိတ်တန်းကြဖြစ်မလာခဲ့ဘူးဥစဉ်လဲကိုလိုချင်တဲ့ပုံစံတိုင်းတိုက်တိုင်းနေတာပဲပေါ့เนาะပုံခေါ်တာမဆွဲတွယ်နဲ့မတွယ်နဲ့မတွယ်နဲ့ဆိုတော့ကိုလေပင်ကိုကြိုးစင်းဆွတ်တယ်လို့ပဲ ပြောချင်တာဟိုပါပေါ့မာတုကမားတယ်ပေါ့နော်မိခင်နေဆိုရင်ကိုသားသမီးကိုဒါအပူချစ်တတ်တယ်အဖေတွေကတော့တိတ်မချစ်တတ်ဘူးဒါကလောကတဘာဝပဲနော်မင်းနေဆရာမလို့ကိုသားသမီးကိုတအားချစ်တယ်ဟိုနိုင်ငံခြားတွေပို့တယ်ဟိုတခုခုတွေပြောပြီးမှအမြင့်ကိုထားချင်တယ်မိသားမိမိဘတွေရဲ့စိတ်သက်ဒါပေမဲ့သူတို့ကနော်သူတို့လုံးနေတာတမှုရရတွေဆိုတော့သူတို့ကမသိဘူးညာလည်းမကြည့်ဘူးတရားလာအားထုတ်ပါလို့ပြောရင်သူတို့တနေ့ပတ်စံဘလောက်ဝင်တယ်ဘလောက်ပဲစိတ်ဝင်စားတယ်ဘလောက်ပြီး ဟိုဟာပေါ့တဘာဝဘေးအန္တရာယ်တွေဘလောက်ပြပြသူတို့မထိရင်လူတွေကမနာတတ်ဘူးတန်ဝေကဉဏ်မရဘဲနဲ့လေဒီလိုတရားမျိုးကိုကျင့်လို့ကိုမရတာနော်ယောဂီတို့ဒီကြောင်းကိုရောက်ပြီဆိုတော့ဦးစင်ကကလေးလေးတွေကစပြီးတော့အကုန်လုံးလေးစားပြီးသားတကယ်တကယ်ပြောတာပါနော်ဒီမှာဒီမှာတရားပြတဲ့နော်ဟိုဟာပေါ့တကာဦးမောင်ကြီးတို့ဟိုဆရာရံမျိုးအောင်တို့ဆိုလို့ရှိရင်ဦးစင်ကရံလေးစားတယ်ဦးစင်ကဖုံကြီးဖြစ်နေတို့လူစုံထိုင်ကြတော့တယ်ခြေောက်ကိုဖက်ပြီးထိုင်ကြတော့တယ်နော်သူ့ရဲ့တရားဓမ္မတွေဒီမှာတရားထောက်လို့အရန်ကောင်းတယ်ယောဂီတို့ဒီလိုတရားမျိုးကိုလေယောဂီတို့တကယ်ပြောတာဦးစင်လေသလား ဟိုပါပေါ့ယောဂီကိုတေးသေးချာချာလေးကြည့်နော်လူဘဝရာခဲတယ်နော်ယောဂီကိုတကယ်ပညာတတ်တွေကြီးပဲဦးစင်းသိရနော်ကိုတဲ့မေတော်အွယ်လေးပါအားလုံးကမိဘဆွေမျိုးတွေပါပဲနော်လူဘဝအရန်ရခဲ့တဲ့နော်လူဘဝလေးရတော့အလကားဖြုံးသွင်းလိုက်နဲ့နော်တေကန်ဒီမှရှုံးမဲ့ပြီးတင်အလကားပဲနော်နောင်တဆိုတာနောင်မရတယ်မကောင်းဘူးနောင်တရမယ်အလုံးမှန်နေညာဘာမှမလုပ်ပါနဲ့နော်နော်ယောဂီတို့ကိုဥစဉ်ရဟိုပါပေါ့နော်ကို့ဒါအကုန်လုံးမှာပဲဒီမှာမှမဟုတ်အကုန်လုံးဥစဉ်ရဲ့ခြေဆုရှင်တွေပဲနော် ယဟန်တန်ဃာဆိုတာယဟန်တမယဟန်တန်ဃာတစ်ခုရဲ့နဲ့ပဲသာသနာကိုသာသနာကိုပူထောင်လို့မရဘူးဦးစင်းတို့ဆိုတာယောက်ျားစင်စစ်ယဟန်ဝုလို့ရတာเนาะဟိုဟာအင်္ကာမပြည့်စုံလည်းမရဘူးเนาะအဲ့နပုံးဆိုတဲ့အဲ့ပန်တုတ်တို့လည်းမရဘူးเนาะယဟန်ဝုလို့မရလူနာယောဂါရှိလည်းမရယဟန်စင်စစ်ယောက်ျားစင်စစ်မှဒီလိုမျိုးတင်ကန်းနဲ့ဖရာသာသနာကိုဝင်လို့ရတာเนาะအဲ့တော့ကိုဘွားဟိုဟာဘောသာသနာကြီးဘယ်လောက်မြင့်မြတ်ကြောင်းဆိုတော့ဦးစင်းကပြောရှင်းတာเนาะဒီကိုရတဲ့ဘဝလေးကိုယောဂီတို့ Facebook တွေသုံးနေ TikTok တွေကြည့်ပြီးမှဖုန်းမကြည့်နဲ့ဆိုတာဥစဉ်ကကလေးတွေဆိုရင်မကြည့်ခိုင်းစေချင်ဘူးပေါ့နော်မကောင်းတာတွေပဲလာပါတယ်နော်ဟိုမကောင်းတာတွေပဲဖုန်းဆိုတာမကောင်းတာတွေပဲလာပါတယ်ဥစဉ်အာမခံတယ်နော်အားလုံးကခက်လူငယ်တွေအကုန်သိပါတယ်နော်ဘလောက်ပဲပြောပြောလူတယောက်နဲ့တယောက်ရန်ဖြစ်တာရဲ့တင်မမောကောက်ကတူမယ်ကြည့်လိုက်လောဘဒေါသဒါပဲရှိတယ်ဘယ်မှာကုသိုလ်ရှိတယ်သူများပြောချင်တယ်ဖုန်းကန်တာတရားတွေလောက်ဒေါင်းလုံးဆွဲလို့ရတယ်ဒါကောင်းစင်နေနော် apply ရှောက်မှပြောနေလူတိုင်းကကိုယ့်ကိုယ်ကိုကြည်ညိုအောင်နေရမယ်နော်လူတိုင်းလူတိုင်းကကိုယ့်ကိုယ်ကိုကြည်ညိုအောင်နေပါနော် ကိုလန်းကိုသွားမှမနေရပြောတဲ့နော်တကာဟိုဟောပေါ့နော်ဟိုကိုကိုရန်ကြီးအောင်လားရန်မျိုးအောင်ကိုရန်မျိုးအောင်ပြောသွားတဲ့ဟာကိုယောဂီတို့ဒီလိုမျိုးလိုပဲနားထောင်ပြီးလေထဲမှာပျောက်မသွားနဲ့နော်တရားစကန်ရှိရပြင်ပြန်မယ်နောက်ဆက်တွဲတွေထပ်မတွန်းနဲ့နော်တေဖို့အမဲစဉ်းစားတာ तू ပြောတာလေးတွေကအရန်ကိုအဓိပ္ပာယ်ရှိရနော်အနှစ်တည်းပဲ तू ကလွှာကြွေးတာဒါပေမဲ့ကိုကခံတာဘလို့ခွန့်နဲ့ခံတာလဲနော်ဟောရွှေခန့်နဲ့ခံတာလားကိုနှလုံးသားဘလို့ခံယူတာလဲ ခံရလူမှာပဲမူတည်ရယ်သူကပေးတာတယောက်တယောက်တည်းဟုတ်ပဲပေးတာဟုတ်အားလုံးဖြန့်ပေးတာနော်ဒေါဂီတို့အဲ့ဒါခေါင်းကြီးကြီးနဲ့နော်ဟိုဟာယောနီတို့မနန္ဒီကာရတဲ့နှလုံးသွင်းကောင်းကောင်းလေးနဲ့ဒီအောင်ဖြန့်ယူဖို့လိုပါတယ်ဒါတွေကသူ့အတွက်ပြောတာမဟုတ်ဘူး तू ကယောဂီတွေအတွက်ကိုပြောတာအရန်အရေးကြီးရယ်နော်ယောဂီတို့အရန်ကိုအရေးကြီးတဲ့လူသေးလို့လူပြန်ဖြစ်ဖို့လွယ်မယ်လို့ထင်လို့လူတွေကမိုက်နေကြရလားတော့မသိဘူးနော်တချို့လေတရားစခန်းတွေဝင်နေဝင်နေယောဂီတို့ဥစဉ်ပြောပြမယ်ယောဂီတို့ဒီကိုမလာခင်ကတည်းက အာကုသူဆိုတာကောင်းလားမကောင်းဘူးလားသိတယ်နော်ကုသူလို့ရင်ကောင်းလားမကောင်းဘူးလားဆိုတာလူတိုင်းသိတယ်ဒါပေမဲ့နော်ဒါပေမဲ့မကျင့်နိုင်တာပို့လေနော်အဲအဲ့လိုမျိုးပေါ့ဦးစင်းပြောချင်တာဒီရဲ့တရားတွေကိုသိရင်လေဒေါဂီတို့လုံးဝအချိန်တိုင်းနေရာတိုင်းမှာတရားရှိရင်နော်အချိန်တိုင်းနေရာတိုင်းမှာယောဂီတို့ပြောခိကလာမကောင်းတော့ဘူးနော် နေနိုင်မနေနိုင်နဲ့အန်ဒီတွေအများကြီးပဲနော်မြန်မာနိုင်ငံမှာတစ်ခုပဲရှိတဲ့ယောဂီတို့တလားဦးစင်းတို့လည်းခေတ်လူငယ်ပဲခေတ်3ကီလိုမီတာပေါ့နော်43နေဆိုမြန်မာနိုင်ငံမှာဗုဒ္ဓသာသနာသာသနာတစ်ခုပဲရှိတယ်ကြံတဲ့နေရာမှာဘာမှမမောစရာမရှိဘူးနော်ဒါအားလုံးသိရနော်ဦးစင်းကပြောပြီးသားဆက်လာကြတဲ့ဓမ္မဒိဋ္ဌံပဲပြောမှာဘယ်ပုဂ္ဂိုလ်မှလည်းမပြောနော်အားလုံးကယေရှုရှင်တွေဦးစင်းယဟန်နေတွေပဲသာသနာကိုတည်ထောင်လို့မရဘူးနော်ပရိသတ်၄မျိုးအတိုင်းပဲနော်အနောက်မှာတက္ကະတက္ကမတွေလည်းပါမရမှာ ကတကမားရီလည်းပါမှာအနာကထောက်ပံ့ပေးမှာနော်အကြောင်းတရားရှိမှာအကြောင်းအကျိုးတွေနဲ့ပဲသွားမှာနော်ဥစဉ်နေကြီးပဲနော်စာရီတက်တရားရီထိုင်လို့မရဘူးဒီမှာဟိုဟာဟိုအလူရှင်တွေလည်းအရန်ကျေးဇူးတင်တယ်အလူရှင်တွေကဘယ်လောက်ထိကျေးဇူးရှိလဲဆိုလို့ရှိရင်ဇီဝိဒဒါနလို့ခေါ်တဲ့တကမားတို့ရေမှတ်တာဒါကြီးတကမားတွေနော်ထမင်းအသက်စွန်းအသက်ထမင်းအသက်ဘယ်နဲ့ရတော့900မလား ထမင်းမစားရင်ဘယ်လိုလုပ်ရမှာလဲဗိုက်ဆာလူတရားအထုတ်လို့မရဘူးနော်အာမှတ်တာအာဇီဝိတာဒါနာလို့ခေါ်တယ်တရားတွေမှာအာထုတ်တယ်နော်ဆရာတော်တွေနော်ယောဂီအကုန်လုံးဆိုတာလေမှတ်တာကိုယ်ဘဝကိုအထင်မသေးနိုင်နဲ့နော်ကိုယ်ဘဝအယံမြင့်မြတ်တဲ့ဘဝရောက်နေတာဒါတွေကပြောပြမယ်ဥစဉ်ပြောမယ်သာသနာအနယ်ဝင်နေပြီပဲယောဂီတို့နော်သာသနာအနယ်ဝင်နေပြီပဲနော်ဖះကလည်းပြောတယ်နော်ရှင်သာအနန္ဒာကြီးတဲ့နော် ဒါတဲ့ပေါ်မှာမြေမုံလေးကြားဘူးပါတယ်နော်ဘယ်တော့တော့ကြားဘူးရမယ်နော်အခြေခံကတော့ဗုဒ္ဓဘာသာအကြောင်းဆိုဗုဒ္ဓအစအဆုံးကြီးတော့သိရမယ်နော်မသိရင်ကလေးလေးတောင်မှနော်ဒီမှာစကူးအကြောင်းနေမှာသင်ရတယ်သိရမယ်ကိုဘာသာအကြောင်းကိုဖရာကဘာဖရာလဲဘာလူမျိုးလဲအကုန်သိရမယ်နော်မသိရင်တော့လေ့လာပါမသိခင်နော်လေ့လာပါနော်လေ့လာအကောင်းပြောဟိုဟာပြောချင်တာဒီတဲတဲမြူဘုံမော်ကမြူမုံနောက်လေးနဲ့မဟာပထဝီမြေကြီးနဲ့ဘယ်ဟာများလဲဆိုတော့နော်စစ်သားအာနန္ဒာကဟိုဟာပြောတယ် ရှင်ပြားရေးတဲ့မဟာပထဝီမြေကြီးနိုင်စားလို့တော့မရပါဘူးပေါ့နော်အေးအဲ့လိုပဲတဲ့လူတွေကတေပြီးလို့လူပြန်ဖြစ်တယ်ဆိုတော့လက်သေးမုံမုံကနေမုံလောက်ပဲရှိတယ်တဲ့နော်လူကတေပြီးလို့ရှင်အပယ်လေးဘုံရောက်တာဒီပထမဟာပထဝီမြေကြီးလောက်ရှိတယ်ဆိုယောဂီကိုစဉ်းစားဖះကလိန်ပြောတာတခုမှမရှိမဟုတ်တဲ့ဟောက်နှခုံးမပြောဘူးနော်ယောဂီတို့နော်ဖះကိုယုံရမယ်နော်လောကမှာတော့သုံးလောကထွက်ထားနော်ဖះမလိုတဲ့ဟာကိုနှခါမပြောဘူးမှန်သောစကားပဲပြောတယ်နော် နော်ဖရာဂုံတော်တွေမှာလည်းပြပါပြီးသားပါနော်ယောဂီတို့ကိုယ့်ဘဝကိုတန်ဖိုးရှိရှိအသုံးချပါလူတိုင်းကတူပေမဲ့ခေါင်းချင်းကမတူဘူးအတွေးခေါ်ချင်းရှင်ဘက်ချင်းတွေကမတူအဲ့မှာကွာသွားတယ်နော်ဟာတကယ်ပြောတာလဲရှင်းတယ်နော်ဟိုတနေ့အောင်စင်နော်တယောက်ထဲလာတယ်ဘသူမှလည်းခွင့်မတောင်းမနဲ့လောကကြီးတွေကိုဝင်လာတယ်နော်ပြန်လို့ရှင်လဲမမောင်မမဲကြီးတွေမှာယောဂီတို့ ော်ရုပ်ရှင်ယုံနေကြည်ဘူးနေလဲတိလိမ့်မယ်မမောင်မမေးတဲ့မှာတရားဟုတ်တယ်တက်တိတ်လေးပြန်သွားမှာဘလောက်ကြောက်စရာကောင်းလို့နော်ဒါပေမဲ့တီလာတွေရှိတယ်တရားတွေရှင်နေယောဂီတို့ကြောက်စရာမလိုဘူးမှတ်ထားနော်ကိုကိုကိုတော့မလိန်နဲ့ကိုကိုကိုယုံကြည်အောင်ပေါ့ကိုကိုကိုကြည်ညိုအောင်တော့နေကြပေါ့လေနော်ပြီးလို့ရှင်နောက်တစ်ခုကတော့ဟိုဟာပေါ့ဘယ်လိုပြောမလဲကိုလေဘင်းကိုကြိုးခင်းမဆွတ်ကြပါနဲ့နော်ဟိုယောဂီဟိုဟာပေါ့အိမ်တော်အိမ်တော်အိမ်တော်တယ်ပဲပြောရမှာပေါ့နော် အကမာကြီးလို့ဆိုရင်တာသမီကိုတအားချစ်တဲ့ဇောတွေကဒါမြန်မာနိုင်ငံရဲ့တဘာဝပဲမြန်မာနိုင်ငံကလူသားအားလုံးကမေတ္တာတရားအားလုံးကကရုဏာတရားရှိကြတယ်အားလုံးကလူသားအားလုံးဒါတော့ချို့မယ်တော်ကြီးတွေကြားလို့ရှိရင်တာသမီတအားချစ်တယ်ဟိုအားလုံးချင်းတာသမီကိုစိတ်တိုင်းကြမရအောင်ကိုကိုကိုတော်ကိုမပိုင်ဘူးဆိုတာသိနေရပဲနော်တချို့ကတအားဆွဲတယ်နော်ဦးစင်းရဲ့အမတယောက်ဆိုလဲတားနှစ်ယောက်ရှိတယ်နော်တယောက်ကစင်ကာပူမှာပို့ထားတဲ့ဆန်အောင်အောင်ချင်းမြန်မာပြည်မှာမထားဘူးတဲ့နော်စေသမားဖြစ်မယ်တဲ့စေသမားမဖြစ်ရင်တဲ့ ဟိုဟာဆေးလေးတမကုန်းတမဆေးတမအချောက်ဖြစ်မဲ့ကံလူမျိုးရှုပ်ရှက်ခန့်နာမဲ့မကောင်းတဲ့ကောင်းမလေးနဲ့တွေ့မဲ့နိုင်ငံစင်ကာပူကိုပို့တာတင်တတ်ပြီးတော့နော်နောက်တယောက်ရှိတာတာအခုဆနဲ့တန်းတက်နေတယ်နော်အဲ့ဒါသူကသူ့သားတော်ရမ်းချစ်တာပြပြတယ်ဦးစင်းရပြပြချင်တယ်အဲ့ဒါတွေလုံးနေတာကသမှုရိယတစ္ဆာတွေပဲသမှုရိယတစ္ဆာတွေကပြဒုက္ခတစ္ဆာတွေပဲရမှာကိုယ်လည်းဘင်းကိုကျူးစွန်းစွန်းနေတာသူ့သားတွေကသူဖြစ်တဲ့အတိုင်းရမှာမဟုတ်ဘူး ။ तू တေလို့ရှိရင်သူ့သားတွေကအလောင်းလာထမ်းပြီးတော့ကံကောင်း။ तू ကဘယ်နေရာမှာတေမှာလဲ၊ဘယ်မြို့မှာတေမှာ၊ဘယ်တင်းချန်းကုန်းမှာတေမှာလဲ၊ဘယ်ယောဂာနဲ့တေမှာလဲ၊ဘယ်အချိန်မှာတေမှာလဲဘာမှမတူယောဂီတွေနော်။မတူဘူး။အဲ့တော့မို့ယောဂီတို့ဒီဖះကလည်းဟောထားတယ်နော်ဆရာကောင်းကိုတွေ့အောင်ရှာဆိုတာဘယ်လောက်တော့ပြောတာ256ကျင်းဟုတ်တယ်မလားယောဂီတို့928ကျင်းမြောက်ဟာ200 928ကျင်းမြောက်ကျမဖះ928ကျင်းနော် ်ဆရာတော်ထောက်ပြလို့အဲ့ဒါလည်းမသိရင်ယောဂီကိုလည်း follow လိုက်ဟုတ်တယ်မလားအာရင်တော့ပောက်ပါတယ်ဆရာအာရင်တော့ဟုတ်တယ်နော်အဲ့တော့ပြောရှင်တာကအရန်အရေးကြီးတယ်နော်ယောဂီတို့ဒါကနော်ဦးစင်းတို့ကလေးတွေမှာဦးစင်းနဲ့နိုင်တဲ့တာဝန်စာတင်တယ်ဟုတ်လားဦးစင်းကြောင့်မှာကလေးတွေဆိုရင်ဦးစင်းနိုင်တဲ့ဝင်ရောထမ်းတယ်ကိုယ့်ရဲ့ပြည့်ပြည့်စာလည်းမလွတ်เสียရဘူးကလေးတွေကိုရင်လေးတွေဖိုးသွလေးတွေဦးစင်းစာတင်တယ်စာတင်လို့ရှိရင်လည်းအဲ့လိုမျိုးစာရေးပဲပိတ်တယ်သူများစိတ်ဝင်စားဘူးဦးတို့လည်း high school တွေတက်ကြွ University တက်လာစိတ်ဝင်စားဘူး ဲ့လိုမျိုးညံရွှင်အောင်လို့ပေါ့နော်ညံရွှင်အောင်လို့ညံရွှင်မှသူကစချက်လဲကောင်းတာပေါ့နော်စိတ်ဝင်စားမှုပေါ့နော်ဒီလိုမျိုးလေးပေါ့ကိုဘွားကိုတော့ကိုဘွားကိုတန်ဖိုးထားကြပါလို့ဦးစင်းကပြောရှင်းတာပေါ့လေနော်ဟွာပေါ့လူလူဖြစ်ဖို့ဆိုတာအရင်ခက်ခဲပါတယ်ယောဂီတို့နော်လူကမစင်းစားနဲ့ယောဂီတို့ပြောပြမယ်ဒီဘဝနေမတရားမရဘဲနဲ့တည်သွားခဲ့မစင်းစားနဲ့တော့เนาะဒီလူဘဝကိုပြန်လာဖို့မစင်းကိုမစင်းစားနဲ့မစင်းစားနဲ့မစင်းစားနဲ့เนาะစိတ်ကူးကိုမယင်နဲ့ပေါ့เนาะ ဒီလူဘဝရအရင်မြတ်မြတ်တဲ့32ဘုံမှာဒီဘုံကြီးကအကောင်းဆုံးပဲเนาะအလူခံပုံကိုယ်တွေလည်းရှိရเนาะတစ္ဆာ၄ပါးထွန်းကားတာဒီဘုံဘဝဒီဘုံပဲရှိတယ်ရောဂီတို့တခြားလေးစဉ်းစားရင်မှဒီဥစဉ်ပြောတာဟုတ်လားဆိုတော့စဉ်းစားကြည့်เนาะနှက်တွေเนาะဘလောက်ပဲလို့အထင်မကြီးနေတာသူတို့အချိန်ကုန်လို့ရှိရင်မီးဝုံးပြန်လို့ပဲเนาะဆရာတော်ပြုတ်ကြမှာပဲเนาะသူတို့မှာအလူခံပုံကိုယ်မရှိဘူးသူတို့မှာပရိသေရင်စားခူးယုံပဲเนาะဒါပေမဲ့ဆွေရုံငွေသာရှိအလူခံပုံကိုယ်မရှိဘူးဥစဉ်တို့လူပြင်မှာအလူခံပုံကိုယ်တွေလည်းရှိရเนาะ နော်တိရသမารီကျင့်စဉ်နေလည်းရှိတယ်ပဋိကက်သုံးဖို့လည်းရှိတယ်နော်ယောဂီတို့နော်အဲဒီလူဘုံကတေသွားလို့တစ္ဆာတပါတစ္ဆာတရားမတိပဲနဲ့တေသွားပြီးမစင်စမ်းနဲ့တော့အစိတ်ကူးလည်းမရှင်နဲ့နော်သူများတွေကပြောနေအာဘာရှောက်ပြောနေတာအာပလာတွေနော်အလောကညာရှိပါတယ်ဦးစင်ပြောရှင်တော့နော်ဆရာတော်ပြောသလိုပဲเนาะဆရာတော်ပြောတဲ့တရားလေးကိုယောဂီကိုပြန်သွားလို့ရှိရင်မိမဖြစ်ပါနဲ့တလုံးတလုံးတလုံးချင်းအဘိဓိပ္ပာယ်တွေရှိရဲ့เนาะအနှစ်တွေချုပ်ထားတာယောဂီကိုเนาะအဲအနှစ်လေးတွေချုပ်ထားတာเนาะ နော်ပြောပြရှင်တာကလူဘွားကတောင်ဝေကရအောင်ပြောပြမယ်နော်သမုတ်တရားကြီးထဲမှာဖက်လက်ပြပြောပြရတယ်ပြောပြမယ်သမုတ်တရားကြီးထဲမှာနော်သမုတ်တရားကြီးထဲမှာနော်လက်ကန်းကြီးတကောင်ရှိတယ်ပေါ့နော်လက်ကန်းကြီးနော်လက်ကအကန်းနေတာကန်းနေတည့်ရတယ်သူသွားရှင်တာသွားမှာပဲနှစ်တရားနေမှာ तू ဟာဟိုပါပေါ့ပင်လေချမ်းမြေပေါ်တက်တာပေါ့လေနော် တဘိုးတုံးကြီးကလည်းရှိတယ်ပေါ့တဘိုးတုံးကလည်းအပေါက်တပေါက်ပဲရှိတယ်တဘိုးတုံးကြီးကလည်းမျောကျင်တာမျောနေတာသမုတ်တရားကြီးတဲ့မှာနော်စဉ်းစားကြည့်နော်ညာနဲ့စဉ်းစားကြည့်ပါတရားဖျားဟောတွေပါနော်ယောဂီတို့ဖျားဆိုလွယ်လွယ်နဲ့ဖြစ်လာတာမဟုတ်ဘူးပါနော်ယောဂီတို့ထောင်နိုင်တဲ့ညာရှိတဲ့အချိန်မှာထောင်တာနားပဲရှင်ပင်းသွားမလဲမသိဘူးနော်အကောင်ပြောလားယောဂီတို့ဒါကိုမောင်ကြီးပြောတာချင်းချောက်တော်မဟုတ်ဘူးယောဂီတို့ဒီနားရှိလို့ယောဂီတို့တရားရတာနားကနေလို့တရားမရဘူးနော်မျိုးလုံးနဲ့တရားကိုကျင့်လို့မရဘူးနော် ဟေးပြောပြချင်တာအဲ့လိုမျိုးကြီးပေါ့နော်လက်ကမ်းကြီးနဲ့ဒိုးအပေါင်းနဲ့ဒါစွရင်စွမိလိမ့်မယ်တဲ့နော်စွချင်မှစွမိမှစွပြဖို့လုံးဝမဖြစ်နိုင်စွမိခြင်းစွမိလိမ့်မယ်တဲ့နော်လက်ကမ်းကြီးရဲ့ခေါင်းနဲ့အဲ့တဘိုးပုံးရဲ့အပေါင်းနဲ့စွမိချင်မှစွမိလိမ့်မယ်စွချင်စွမိလိမ့်မယ်တဲ့လူဖြစ်ဖို့ဆိုတာမလွယ်ဘူးတဲ့နော်လုံးဝမစင်စားနဲ့အဲ့တော့မို့ကိုရတဲ့ချိန်မှာတန်မှုရှိရှိအသုံးချဒီလောက်ကောင်းတဲ့တရားတွေကိုအဝါစအဝါကျင့်အဝါယူနော် နော်ကိုလုံးမကိုရမှာယောဂီကိုဒီခေတ်ကြီးကမကောင်းဘူးစဉ်းစားကြည့်ယောဂီတို့တဘာဝဘေးရန်တွေပြောပြမယ်နောက်တစ်ခုကနမိတ်တွေပြပြီဆိုရင်ဒကမားတို့ဒကာတို့လာပြီးသားပဲနော်ဆက်သွေးတွေကနော်ဟာကိုကကျင့်တာဒါကိုကမတိခင်မှာကျင့်ဖို့အချိန်ရလာတာပေါ့ဒါပဲပြောချင်တာပေါ့နော်ဟာဒီလောက်နဲ့ညီကုန်းချုပ်ပါရခင်ဗျာအာနော်